နားချင်းရှိတာဆိုတော့ပြောရမှရင်ဒီဂျီတယောက်ကအေးအေးရမ်းပြက်တယ်အေးကြာလာတော့ညီမတို့အေးပြက်တာတွေကမခံနိုင်တော့ဘူးဆိုတော့အဲ့လိုကိုကမနှက်ဖက်ဆိုနီးနေညာမှားတာပေါ့နော်မနှက်ဖက်ဆိုကိုကအေးညညညညကြာအလုတ်သွားရတယ်အလုတ်လို့ဖြစ်နေပြောင်းမြင်နေဖြစ်နေတာပေါ့နော်ဟုတ်အဓိကစိန်ခေါ်မှုကတော့အဓိကကညီမတို့ဟိုယောက်ျားလေးနဲ့ညီမတို့တမိလို့ရတယ်အလုတ်ဆိုတော့ညီမတို့ညာဘက်တီသွားလာတဲ့ခါမှလည်းတတိထားရတယ် မိတ်ဖေးတယောက်တည်းဆိုတော့ကန်ဖူးချိန်ကြီးဆိုလည်းညီမအလုံးလုံးဝရယ်ပေါ့နော်အဲ့အတွက်ကိုယ့်အတွက်က challenge ရှိများတယ်အမိုင်းအဲသွားလာတယ်ပြီးဆိုင်ရတယ်ကိုကကိုယ့်ရဲ့ပညာပိုင်းမှာလည်းအဲသချင်းအစ်တတွေလောက်ရတယ်ကြိုးစားရတယ်ပေါ့နော်ဟုတ်အဲ miss ပြန်လို့တော့နည်းနည်းတော့ပြန်တော့စိတ်ဝင်စားအဲ့ဒါတော့ရှိတယ်ညီမကလည်း miss ဘဝကနေလာခဲ့ပြီဆိုတော့ကိုကြီးပြည်ဆိုရဲ့နာမည်ကစားတည်ရဲ့အချင်းရတယ်ညီမ miss တယောက်ဘဝအနေနဲ့အနေနဲ့ပဲဖြတ်တန်းခဲ့တာပေါ့နော်ဆိုတော့ဒီစီပိုင်းပြီးတော့မှလုတ်ဖြစ်တာဆိုတော့ကိုကအရင် ဲ့ဒီလမ်းလျှောက်ကြတွေ miss ရအောင်နဲ့ဖြတ်တိုင်းနေတာဆိုတော့ကိုယ့်အတွက်အမြဲ memory ဖြစ်နေတော့ကိုယ်အဲ့လို miss ဘွေးလာတိုင်းပြိုင်ခြင်းနဲ့စိတ်ကတော့အမြဲနဲ့ရှိပါတယ်ဟုတ်ကွာွားတယ်ဒီခေတ်ကလေးညာလေးရမ်းကန်ကောင်းတယ်သူတို့မှာ train ပြီးမဲ့သူတွေလည်းရှိရဲအဲဒါအိန္ဒိယနိုင်ငံရဲ့ဘန်ကောက်တို့ဘောင်မှာသူတို့ train ခြင်းခြင်းလည်းရရတယ်ပေါ့နော်ဆိုတော့ဒီ organization ရတယ်အများကြီး support ပေးတယ်ညီမတို့ကဆိုဘာမှ supporting မရှိဘူးပေါ့နော်ကိုကိုတိုင်းပဲအဲအဲ့လိုလေးလာတာညားတယ်ပေါ့နော်ဆိုတော့အများကြီးကောင်းပါတယ်ဖြစ်တဲ့ပြည်ပြောင်းတော့ ော့ DJ အနေနဲ့ပဲလူညာလူရှာမှုလုပ်နေပါရဲ့ရှင်ဟုတ်ဘလို့မြင်လဲဆိုအများကြီးကောင်းပါရင်မမတို့ကဆိုလို့ရှိရင်အဲ DJ မိန်ကလေးရနေတယ်ပေါ့နော်မမတို့လောက်ပဲရှိရဲဆိုခုနောက်ပိုင်းမိန်ကလေးများလာရင်ဆိုတော့အဲဘာဖြစ်ဖြစ်သူတို့အလုပ်ခွင့်လန်းနေပြီးတော့များလာတယ် အဲပြီးတော့အလုပ်ဒီမများပူရကြရပေါ့နော်အတိအကျအဲ့အတွက်အများကြီးကောင်းပါရှင်တော့အခုဒီကျင်လုပ်လာတဲ့တန်းဆောင်လောက်ရှိပြီအဲ၁၀နှစ်ကျော်လောက်တော့ရှိပြီမှာဟုတ်အဲအတိအကျတော့ညီမတို့ DJ ဆိုတာ missing missing လောက်ကြတာပေါ့နော်အဲ့လိုညီတိုင်းတချင်းဖွင့်နေဆိုတာဒီတိုင်းအဲဘယ်လိုပြောရမလဲချိုးရည်ကဒီတိုင်းပဲပုတ်ခတ်ကြတာပေါ့နော်ဆိုတော့အဲအင်းအတွက်ကအရင်ကောင်းနေမှာတိတ်ပြီးတော့မစင်းသားပါဘူး။ဒီကကုအလုပ်ကူပဲဒီဇိုင်းမမတ်တော့ရောအဆင်ပြေပါ။ဟုတ်ဟုတ်တယ်ရှင်။မိမိဒီဂျီကြီးကျတော့အဲယောက်ျားလေးဒီဂျီကြီးထက်နည်းနည်းလေးပို့ပြီးတော့ အင်ကမ်းနည်းနည်းပို့ပြီးတော့ပို့ကောင်းတာပေါ့နော်ဟုတ်ဒီကစိန်ခေါ်မှုကတော့အဓိကကညီမတို့ဟိုယောက်ျားလေးနဲ့ညီမတမိလောက်ရတဲ့အလုပ်ဆိုတော့ညီမတို့ညာဘက်ဒီသွားလာတဲ့ခါမှလည်းတတိထားရတယ် မိမိပြောက်တယ်ဆိုတော့ကန်ဖူးချိန်ကြီးဆိုလဲညီမအလုံးလုံးဝရပေါ့နော်အဲ့အတွက်ကိုယ့်အတွက်က challenge ရှိများတယ်မိုင်းအဲသွားလာတယ်ပြီးဆိုင်ရတယ်ကိုကကိုယ့်ရဲ့ပညာပိုင်းမှာလဲအဲသချင်းအစ်တတွေလောက်ရတယ်စူးစမ်းရတယ်ပေါ့နော်ဟုတ်အဲအဓိကကတော့ပရိသတ်ပေါ့နော်ပရိသတ်ကအောက်မှာဘယ်သူလာလဲပေါ့နော်ဘယ်သူလာလဲဆိုတော့ယောက်ျားလေးလာလားမိန်းကလေးလာလားအဲ crowd ကအောက်အောက်မှာဘယ်နှစ်နှစ်အသက်ကဘယ်နှစ်နှစ်လေးလာလဲပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ညီမသချင်းဖွင့်တာများတယ်ပေါ့နော်အဲ see the crowd ပေါ့နော် crowd ကြည့်ပြီးတော့ အဲ့လိုကိုကဘာတချင်းခွင့်ဘယ်လိုမျိုးအဆင်ပြေမလဲပေါ့နော်အဲ့လိုကိုကအဲ့လိုမျိုးကိုတချင်းစီထားတာမျိုးမရှိဘူးပေါ့နော်အဲ့လိုဖောက်ဝင်ပြီးခွင့်တာများပါဟုတ်တယ်ပလန်ချတာလို့မရဘူးဆိုတာဟုတ် အဲတချို့ DJ ကြတော့တို့ဒီတချင်းတွေဒီလိုအစင်လိုက်စီပြီးတော့ဖွင့်တာမျိုးရှိတယ်။ဒါဒါရွေးထပ်ဖွင့်နေတာမျိုးရှိရပေါ့နော်။ဒီမှာဒီမှာတို့ဒီ senior ရဲ့ဖြစ်သွားတဲ့အချိန်ကြရင်ကဟိုကဘယ်ပြိတ်သက်လာလဲဘလို့ဒီမျိုးတွေလာလဲပေါ့နော်။အဲ့ပုံမှာမကြည့်ပြီးတော့အဲဖွင့်တာများတယ်။အဲအင်းရကြတော့အားပေးပါတယ်ဒီအလုပ်ကိုငယ်ငယ်လေးရတယ်ဒီမှာ miss power နေဖြစ်တန်းလာတယ်ဆိုတော့ဒီဟုတ်အင်းရလည်းအားပေးပါတော့။အဲအဓိကကတော့ကိုယ့်ရဲ့ mission အပိုင်း mission ဘိုင်းမြင်စင်နဲ့ပြီးတော့ fashion အပိုင်းပေါ့နော်။အဲပြီးတော့ဟိုကဒီ ပရိသတ်ဆိုင်တဲ့တခြင်းနေရာပါဖြစ်မလဲအဲ့လိုမျိုးကိုကစဉ်းစားတတ်တယ်ပေါ့နော်ဖက်ရှင်ကအရေးပါပါညီမတော့ကိုယ်ရင်တွေကလည်း ကိုက fashion နဲ့ပတ်သက်ပြီးတော့အမြင်လေးလာနေပြီဆိုတော့ဒီ fashion နဲ့ပတ်သက်လို့ရှိရင်လည်းမရောချင်ဘူးကပညာပိုင်းနဲ့ပတ်သက်လည်းမရောချင်ဘူးအမြင်အဘာသင်းတွေ trend ဖြစ်နေတယ်ဘယ်လိုဘယ်လိုဖြစ်နေတယ်လို့လေးလာပြတာများပါတော့နားချင်ရှိတာဆိုတော့ပြောရမှရင် DJ တယောက်ကအေးအေးရမ်းပြတယ်အေးချာလာတော့ညီမတို့အေးပြတာတွေကမခံနိုင်တော့ဘူးဆိုတော့အဲ့လိုကိုကမနက်ဖက်ဆိုနီးနေညမှားတာပေါ့နော်မနက်ဖက်ဆိုကိုကအေးညည ညကြအလုပ်သွားရတယ်အလုပ်လုပ်ဖြစ်နေပြောင်းပြန်နေဖြစ်နေရပါတော့ဟုတ်အမ် miss ပြိုင်မှုတော့နည်းနည်းတော့ပြန်တော့စိတ်ဝင်စားအဲ့ဒါတော့ရှိတယ်ညီမကလည်း miss ဘဝကနေလာခဲ့ပြီဆိုပိုးပြီးပြည်နေဆိုရင်နာမည်ကစားတည်ရဲ့အချိန်ရလဲမ miss တရဘဝအနေနဲ့အနေနဲ့ပဲဖြတ်တန်းခဲ့ရပါတော့ဆိုတော့ဒီချိန်ပိုင်းပြီးတော့မှလုပ်ဖြစ်တာဆိုတော့ကိုကအရင် ဲ့ဒီလမ်းလျှောက်ကြာတွေ miss ရအောင်လည်းဖြတ်တိုင်းနေတာဆိုတော့ကို့အတွက်အမြဲ memory ဖြစ်နေတော့ကိုကအဲ့လို miss ဘွေးလာရင်ပြိုင်ချင်တဲ့စိတ်ကတော့အမြဲနဲ့ရှိပါတော့ဒီချိန်မှာအထောက်ပံ့အဲ့လိုတော့မဖြစ်ဘူးလို့ဆိုတော့တစ်ခုနဲ့တစ်ခုကမတူဘူးဆိုတော့လေဟုတ်နေလာတဲ့အပိုင်းစီကမတူဘူးဆိုတော့အဲ့လိုတော့အထောက်ပံ့ဖြစ်တယ်မဖြစ်ဆိုတော့မရှိဘူးပေါ့နော်ဟုတ်ဆိုအဲ join ဖြစ်မလားဆိုတော့အဓိကကိုကိုယ်တိုင် train မယ်ပေါ့နော် catwalk တွေ ်ကိုယ့်ရဲ့ဒီဘောတွေအပိုင်းတွေအများကြီးပြောပြန်ချွင်းရအောင်မယ်အချိန်လေးနည်းနည်းယူပြီးတော့မှပဲဒီမှာတော့ join ချင်ပါဟုတ်ဒီမှာတော့ပွဲစီတွေပဲ join ချင်တယ် Miss Universe ဆို Miss World တို့ တယ်အဲ့လိုမျိုးပွဲကြီးပဲ try ဆက်ပါဟုတ်ပြည်ရင်းပွဲမှာညီမအဲ second runner app ကြီးပဲရတာများတယ် crown နဲ့အနေနဲ့လွဲတယ်ပေါ့နော်အဲ့တော့ကိုယ်ကိုယ်ကမှ crown တစ်ခုတော့ရခြင်းပြီးရယ်ဆိုတော့ပြိုင်ပွဲရပြန်ပြိုင်ခြင်းနဲ့အဲ feeling ရတော့အများတော့ဖြစ်မိပါတော့အင်းခွာသွားတယ်ဒီ kick ကလေးညာလေးရမ်းကန်ကောင်းတယ်သူတို့မှာ training မဲ့ဒီလည်းရှိရယ်အဲဒါအင်းဒီချင်းနိုင်ငံဘန်ကောက်တူပါအောင်မှာသူတို့ training ကျင်ကျင်လည်းရတယ်ပေါ့နော်ဆိုတော့ဒီ ် organization ကလည်းအများကြီး support ပေးတယ်ညီမတို့ကဆိုဘာမှ supporting မရှိဘူးပေါ့နော်ကိုကိုတိုင်းပဲအဲအဲ့လိုလေးလာတိုင်းညားတယ်ပေါ့နော်ဆိုတော့အများကြီးကောင်းပါတယ်ဖြစ်တဲ့လူတွေဆိုတော့အဲညီမ Miss Peeper မှာက runner up ဒုတိယဆုပေါ့နော် Miss Tourism မှာက အဲ runner up ရခဲ့တယ်ဟုတ် Miss Tourism မှာဒုတိယနှစ်မှာမှ runner up ရခဲ့ပြီးတော့အဲ Miss Yushio မှာလည်းရအမမောက်ထိုက်လေးကတော့ငါးဆုလောက်တော့ရှိတာနော်နောက်ဆုံးအချိန်ပြိုင်နဲ့ပြိုင်ပွဲဆို Miss Tourism ဖြစ်မဲ့တယ် Miss Tourism ပွဲကတော့အခုဆက်မလုပ်တော့ဘူးဆိုတော့လေဟုတ် Miss Tourism ပွဲမှာအဲ first runner up နဲ့ Miss Way ဆောင်လေးရလာပါတယ်နော်အဲစဉ်တော့စဉ်းစားနေတုံးပေါ့နော်ပြန်တော့စိတ်ဝင်စားရဒီပွဲကြီးပြန်လာရဆိုတော့လေဟုတ်ကဲ့အဲအဓိကကကိုယ်တိုင်တေချာ train ပြီးတော့ perfect ဖြစ်တယ်ဆိုမှပြိုင်ပြိုင်နေဆိုလို့ရှိရင်ဒါနိုင်ငံ င်းအတွက်ရောပေါ့နော်အဲလောက်တဲ့ organization အတွက်ကိုကပို့ပြီးတော့ supporting ဖို့ဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့အများကြီးကြိုးစားကြည့်ချင်ပါတယ်ဟုတ်ကဲ့အဲဒီနေ့ဒီအားပေးနေကြတဲ့ပြည်သက်ကြီးကိုအများကြီးကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ခင်ဗျာ